Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဘန်ကောက်ကနေကချနာပူရီကိုဗတ်တရားရင်ရထားစီပြီးတော့အလဲတစ်ခေါက်သွားမှာပဲဖြစ်ပါတယ်အားလုံးပဲကြော်စစ်နေတူလိုက်ခတ်ပေးရအောင်နော်ဗျာဟိုဘက်မှာပေါ့နော်တက်လိုက်ဆင်းလိုက်ဥစ္စာပြင်လိုက်နေဆိုဘိုက်ကတော့တော်တော်စားနေပြီနော်တော်တော်မြင့်သွားပြီနော် အပြင်မှာညလုံးနဲ့မြင်ရတော်တော်လေးပို့ပြီးတော့ကျွန်တော်လာမိုးရထားရင်ငယ်ဒါဒီမျိုးအပင်လေးလောက်တတိယလေးအတန်ကြီးရဟုတ်တယ်ဟယ်လိုအားလုံးမင်္ဂလာပါကျွန်စက်ကဘလော်လေးကနေပြီးပြန်လဲကြိုးကြိုးလိုက်ပါတယ်ကျွန်စက်အခုဒါကတော့တွန်ပူရီ train station မှာရောက်နေတယ်ပေါ့နော်ကျွန်စက်အခုသွားမှာတော့ဒါကချနာပူရီကိုဘတ်တရာတဲ့ရထားစီးပြီးတော့ကျွန်တော်သွားမှာပေါ့နော်ရထားလက်မှတ်ကတော့ကျွန်စက်တို့ကြိုးဝဲစရာမလိုဘူးပေါ့နော်သွားမယ့်နေ့မနက်မှာပဲတစ်ခါပဲရောင်းပေးပါတယ်ကျွန်စက်တို့စီးတာကတော့မနက်9:45ထွက်မယ်ရထားပါမထွက်ခင်ကျွန်စက်တို့ဒီနားမှာဈေးလဲရှိတယ်ဆိုတော့ကြတော့မနက်စာကိုတော့ ော့ဒီဈေးထဲမှာပဲစားဖြစ်ခဲ့ပါဗျ။ကျထားအကျော်စစ်တို့မနက်9:45ထွက်တယ်ပေါ့နော်ကချနာပူရီကိုတော့10:00ခွဲမှရောက်ပါတယ်ယထာမနက်ကြီးပိုင်းဆိုတော့လေတူလေးနဲ့အရန်စီးလို့ကောင်းတယ်ပေါ့နော်ကျော်စစ်ကတော့ယထာစီးရတာအရန်သဘောကျပါတယ်ယထာအောင်မှာဈေးသက်ကြီးလဲလာတော့ကျော်စစ်တို့ဒီမှာယထာအောင်မှာလဲမုန်းဝဲပြီးတော့ကျတော့စားဖြစ်တယ်ပေါ့နော် ဆယ်နာရီခွဲမှာတော့ကျွန်စတို့ဒီကချနာပူရီဘူတာကိုရောက်ပါပြီတို့ဒီမှာ ကချနာပူရီဘူတာကိုရောက်ပြီပေါ့နော်ရောက်တာနဲ့တော့ကျွန်စတို့ကကားငှားပြီးတော့လဲဖို့နေရာတွေကိုတန်းပြီးတော့ကြတော့ပတ်ခဲ့ပါတယ်ပထမဦးဆုံးသွားပြစ်တာကတော့ကျွန်စတို့ဒီနခားဖျားကိုသွားပြစ်ခဲ့ပါတယ်အတန်ကြီးရဲ့ဟုတ်ကဲ့စာထားလို့စဉ်အာယုဝန်နိုဒုက္ခံခလောင် ကဲဒါကတော့ကျွန်စီတို့တောင်ပေါ်မှာတက်ခင်ပေါ့နော်ဓာတ်ပုံနေပါတယ်ရိုက်အမွေးရိုက်နေပါတယ်ပူဇော်ခဲ့သေးတယ်ပေါ့နော်မောနေပြီလားမောတာပေါ့အဲ့ဒီဘက်ဆိုတော်တော်လှမယ်တော်တော်လေးအေဂျင့်နဲ့လှတယ်ကျွန်စီကတော့ရောက်တုံးဆိုတော့တောင်ပေါ်ကဖျားတီရအောင်တက်ခဲ့ပါတယ်တော်တော်မြင့်ဝိုင်းနော်စားစားသမျှအကောင်ကယ်လိုရီဘန်းမိပဲဒီနေ့ကတော့ပုံမှန်လဲဒီလိုမျိုးဂူတစ်ခုရှိသေးတယ်ပေါ့နော်အဲ့တော့ရမ်းမောနေကြပါပြီ ကဲကျွန်စတို့နောက်ဆုံးမှာတော့တောင်မွားဖျားတီရောက်ခဲ့ပြီပေါ့နော်ဒီအပေါ်ကနေဆိုလို့ရှိရင် ရှုကင်းနေလဲအယမ်းလာတယ်ပေါ့နော်ဒီငကားဖျားကိုရောက်ရင်တော့တောင်ပေါ်အထီးတက်ဖြစ်အောင်တက်ကြည့်ခဲ့ပါနော်။ဟဲ့ဆင်လိုက်တာပေါ့ကိုနဲ့ဘသူတုံးပေါ့သိရမလား။ဒီအောက်မှာသူတို့အဲ့လိုမျိုးလေးထားထားပေးရ 120ပေါ့နော်သူတို့ပြန်ပြီးတော့ကြတော့ရောင်းတာပေါ့နော်အဲလိုချင်လို့ရှင်ယူလို့ရတယ်မလိုချင်လည်းရတယ်နော်မလိုချင်လည်းရတယ်ကဲဒါကတော့ကျွန်စစ်တို့နောက်ထပ်ဖျားတစုကိုထပ်ပြီးသွားခဲ့ပါတယ်ဒီဖျားကြီးကလည်းအရန်တက်ပယ်ပြီးရှုခင်းနေလဲအရန်လာလို့ရောင်းရင်သွားပြအောင်သွားကြည့်တင်ပါလေကျွန်စစ်တို့ခုနကတော့သွားခဲ့တဲ့ဖျားဟိုဘက်မှာပေါ့နော်ဟိုဘက်မှာအရန်မဝေဘူးဒီဖျားနှစုကကြတော့နော်ဒီဘက်မှာတော်တော်လာဟုတ်တယ်လေခွက်တီးဟောမှလေကော်ဖီဆန်ပြောတဲ့ကော်ဖီဆန်ဟောမှလေ ဖျားကြီးကလည်းအကြီးအိုမှအရန်ကြည်ညိုဖို့ကောင်းတယ်ပြီးရင်ဒီမှာပေါ့နော်သူတို့ဒီဘီတုကလက်ရာတွေအနုလက်ရာတွေဆိုလို့ရှိရင်လည်းအသေးစိတ်နဲ့အရန်လာတယ်ပေါ့နော်ကင်မရာတွေကထက်အပြင်မှာမျက်လုံးနဲ့မြင်ရတော်တော်လေးပို့ပြီးတော့ကျွန်တော်ကဲတဲ့ရာလေးလည်းမောသွားပြီဆိုတော့ကျွန်စစ်တို့ဒါကတော့နှိလေစာသွားပြီးစားပစ်ခဲ့ပါရဲ့နှိလေစာကိုတော့ကျွန်စစ်တို့နှစ်ပေါင်း130ရှိပြီဖြစ်တယ်တစ်ပင်ကြီးကိုသွားရင်းနဲ့အဲ့နာဈေးဆိုင်တန်းလေးမှာဝင်ပြီးတော့ကြတော့စားပစ်ခဲ့ပါဗျ ်ညတနေ့လုံးတက်လိုက်ဆင်းလိုက်ဥစ္စာပြင်လိုက်နေဆိုဘိုက်ကတော့တော်တော်စားနေပြီနော်ဒီနှစ်ပေါင်း130ကျော်ပြီဖြစ်တဲ့တစ်ပင်ကြီးကလည်းမဖြစ်မနေသွားကြည့်တဲ့နေထဲမှာပါတယ်သူနာမှာတော့အခုလိုမျိုးပေါ့နော်ကျော်စွတ်ဈေးဆိုင်တန်းလေးကြီးလည်းရှိတယ်မုံဆိုင်လေးကြီးလည်းရှိရဲပြီးရင်အခုလိုမျိုးအင်းကြီးအထည်ရောင်းတာလေးကြီးလည်းတွေ့ရတယ်ပေါ်ပပါတော့ဖြစ်တယ်နော်။ထဲမကြီးမငယ်နဲ့ အကြီးမငယ်နဲ့စော့သေးတာကျွန်တော်ပြီမှာပေါ့နော်နမိတ်ကြီးနဲ့ဒီတစ်ပင်နစ်ပေါင်း138ပြီပေါ့နော်အဲ့ဒါကိုကိုစောစီတို့အာလာပါပြောပါလေသူပဲပြောတော့မယ်နှစ်ပေါင်း130တော့လိုက်လိုက်လိုက်ကြည့်ပေးပါဦးကိုကျော်စီတို့နဲ့သူပဲပြောခိုင်းလိုက်တော့မယ်ခုနမူရထားတော့ကြာတယ်မူရထားငယ်ငယ်ဒါဒီမျိုးအပင်လေလို့တတိယလေ

ဒီတပင်ကြီးရဲ့တက်တန်းကတော့နှစ်ပေါင်း130ရှိပြီပေါ့နော်ဒီကချနာဘူးရီကိုရောက်လို့ရှိရင်သွားကြည့်တဲ့နယ်ထဲမှာပါတယ်အရေးကောင်းကောင်းနဲ့ပေါ့နော်အေးအေးဆေးဆေးတပုံရိုက်ချင်တဲ့သူတွေပြီးရင်အေးအေးဆေးဆေးနေချင်တဲ့သူတွေဆိုလို့ရှိရင်ဒီမှာတော်တော်လေးလာတယ်ပေါ့နော်ဒီစကပုံလေးကိုတောင်တတိယမိရေပေါ့နော်တစ်တပင်ကောင်းရင်ငှက်တထောင်နားနိုင်နေဆိုတဲ့စကပုံလေးပေါ့ဒီမင်းတမရဒါသူကဒီဘက်မှာကြာကြာဆိုင်ငန်းလေးတွေရှိရဲ့ ီသွားရင်မှအမတ်တရလက်ဆောင်ဝဲကျင်တာတို့ဘာတို့ဒါတွေလည်းဝယ်လို့ရတယ်ပေါ့နော်အဲ့တော့တော့ဒီနားလေးမှာလည်းညာဘက်ဆိုလည်းစီမယ်နော်စီရစီရစီမယ်ဒီဘက်ရထားဆိုရင်လည်းကျင်းရတဲ့ဘက်ကိုစင်ရလို့လည်းရတယ်။ဒီနားမှာရထားလမ်းနဲ့ရိုက်လို့ရတယ်။လူတွေအများကြီးပဲ။လူတော့တော်တော်များတယ်။တပုန်ရိုက်လို့တောင်ဟိုဟာဖြစ်ပါမလားမသိဘူး။အဓိကတော့ဒါပါပဲနော်။ဒီရထားလမ်းလေးပဲဒါပဲ။ဒါပေမဲ့ဒီမှာတော့ဓာတ်အင်းရထားလာတဲ့အချိန်ဆိုတော့ပုံလာတာ။ဟုတ်လား။ရထားလာတဲ့အချိန်ဆိုလာမယ်။ပြီးွားရင်တပုန်ရိုက်လို့လည်းလာတော့လာပါရဲ့။ လိုင်းအကုန်ဖဲပေးရမှာပေါ့ညဒီမှာနေလို့ရတယ်ကြောက်မှာနေလို့ရတယ်ဒါတော့ညနေခင်းလေးအေးအေးလေးနဲ့ကဲအဲ့တော့ကျောစစ်တို့ဒါကချနာပူရီပထမရက်မှာလဲပြည့်ခဲ့တဲ့နေရာလေးတွေပါဒီနေ့ဘလော့လေးကိုတော့ဒီမှာပဲရက်လိုက်ပါတော့မယ်အားလုံးပဲတက်တာပါ